ချီလာစွာသောပရိသတ်ကြီးတို့ပြောကဆရာကုထရတယောက်လေတာချကန်အဟောင်းနဲ့ကရေဘန်မျက်မှောက်ကိုတက်ဆိုင်ကယ်ကစ်တက်ကိုခပ်ပြင်းပြင်းဆောင်းလို့ကလီပါတဆုံးတင်ပြီးဝေးပြေးလမ်းမကြီးပေါ်ကို မောင်းထွက်သွားတဲ့ဇဝင်ကန်လေးကိုမှတ်မိကြမယ်ထင်ပါတယ်အခုဇလန်ကတော့အဲ့ဒီဇသိန်းကန်ရဲ့ဓာတ်ရိုက်အဆက်ဖြစ်တဲ့ကုထရတူပဲဖြစ်ပါတယ်ပြောကဆရာကုထရဟာအလာရှင်မြတ်ရဲ့အဆုံးမတွေကိုတသွေးမတိန်လိုက်နာပြီးအလာပေါ်မှာလည်းအပြည့်အဝယုံကြည်မှုရှိသူတယောက်ဖြစ်ပါတယ်ပြောကကူရာအပြင်ကိုခံပညာလည်းကောင်းပြီး တမတမရှိသူတယောက်ဆိုတာကွတ်ထရက်1ကိုကြည့်ပြီးသူတိုင်းတိလောက်မယ်ထင်ပါတယ်ကွတ်ထရက်ရုပ်ရှင်ဟာဇက်အိမ်ကျပြန့်ပြီးကင်မရာရိုက်ချက်တွေကလည်းအလန်းစားတွေမို့ကြည့်ရှုသူအဖို့အမြင်တစ်မျိုးစမ်းစီခဲ့ပါတယ်ဒါအပြင်အင်ဒိုနီးရှားမှာရှေ့မှာကွီးတင်ထားတဲ့တခြားဆက်ယုံကြီးဆိုတဲ့ဇာတ်ကားပြီးရင်2025ခုနှစ်ရဲ့ဒုတိယဝင်ငွေအများဆုံးဇာတ်ကားလည်းဖြစ်တာမို့ ဒီလိုဇလန်းမျိုးဟာရုပ်ရှင်ချစ်သူတွေအတွက်လုံးဝလက်လွတ်ခံလို့မရတဲ့ဇလန်းမျိုးပါပဲဆိုတော့ကဝမ်းမကြည့်ရသေးသူတွေဝမ်းကိုအရင်သွားကြည့်ပြီးမှပြန်လာခဲ့ပါဝမ်းကဘယ်မှကြည့်ရမလဲဆိုရင်ကွန်မန့်ပေါ်မှာလင့်ချပေးထားပါမယ်ခင်ဗျာပရိသတ်တို့ကိုအံဩစရာကောင်းတဲ့တစ်ခုပြောပြမယ်ကုထရက်ဒူးရဲ့ဇလန်းအစကကုထရက်ဝမ်းရဲ့ဇလန်းအစပဲဗျာကုထရက်တယောက်တားငယ်လေးအလီဖ်ကိုအပနှင့်ဖို့စူးစမ်းနေချိန်တပတ်ခန်းထဲမှာကုထရက်ရဲ့ဇနီးတဲ့အာစီစာကိုလည်းကုထရက်ကိုအယံမုံတီးသူ မကောင်းဆိုးရွားကြီးအာဆူအာလာကသူ့စီကိုကျုံခံဖို့ဖျားယောင်းနေပါတယ်တကယ်လို့အာစီစာကညင်းပယ်ခဲ့မယ်ဆိုရင်သူ့ရဲ့သားလေးအလီဖ်ကိုငရဲကိုခေါ်ဆောင်သွားမယ်ဆိုတော့မိခင်တယောက်အနေနဲ့ဘလို့လုပ်ပြီးညင်းရက်နိုင်ပါမလဲအဲ့ဒီနောက်မှာအားလုံးတိကျတဲ့အတိုင်းကွတ်ထရက်ကိုကိုသားကိုပြန်တက်တဲ့အမှုနဲ့ထောင်းချလိုက်ပြီးထောင်းကလွတ်လာတော့ဆရာကြီးရိုဟင်ရဲ့ရွာကိုလိုက်သွားခဲ့တယ်အဲ့ဒီရွာမှာရှိတဲ့ကွထရက်ရဲ့ဆရာတို့တစ်ပည့်ဟာပယောကဘန်းပြပြီးနောက်ွက်မှာမကောင်းဆိုးရွားကြီးအာဆူအာလာစီတစ္ဆာခံထားက မကောင်းမှုတွေကျူးလွန်နေတာမို့ကုထရက်ကနှိမ်နှင်းပေးပြီးအဲ့ဒီရွာကနေပြန်ထွက်လာခဲ့တယ်ကုထရက်ပြန်တော့မဲ့အချိန်ဆရာကြီးရိုဟန်ကသူ့ရဲ့လက်ဆွဲတော်ဆိုင်ကယ်ကြီးကိုကုထရက်ကိုလက်ဆောင်ပေးခဲ့တယ်ကုထရက်ကရွာကထွက်ခံနေသူ့ကဲတင်ပေးလိုက်တဲ့အလစ်တို့တာမီတွေကိုနှုတ်ဆက်လိုက်ခါအဝေးပြေးလမ်းမကြီးပေါ်အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားခဲ့ပါတယ်ကုထရက်တူကဒီနေရာကနေစတော့မှဖြစ်လို့ဇက်လန်လေးမစခင်လိုက်တစ်ချက်ကွန်မန့်တကြောင်ဆိုင်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တခုခုမှန်းခဲ့ပေးပါ subscribe လို့ရသေးရင်လေ ည်းလုတ်ခက်ကြပါ VPN ဖွင့်ကြည့်ဖို့လည်းမြစ်တာရက်ခံပါရယ်ခမညာဇက်လန်းလေးဆက်ကြမယ်ကွတ်ထရက်တယောက်ဆန်းကဲမောင်းနေရင်သူ့ရဲ့ဇနီးတဲ့အာစီစားကိုပြန်ရှာဖို့လိုနေပြီဖြစ်ကြောင်းအတွေးဝင်သွားခဲ့ပါရယ်တကယ်ကကွတ်ထရက်ဟာဘာသာရေးကန်ဆိုင်သူဖြစ်တာကြောင့်မကောင်းဆိုးရစီမှာကြုံခံခဲ့သူဇနီးတဲ့ကိုအလားစီမှာအပြစ်ပြန်ပြဖို့ပြောပြီးနောက်ပိုင်းမှာထပ်ပြီးအတွေးမခံတော့ပါဘူးအခုထွက်လာကန်ဒီမှာလဲဆရာရဝင်းကအာစီစားပေးခဲ့တဲ့စာတွေကိုပြန်ပေးလိုက်တာမို့ စာရီကိုထုတ်ဖတ်ကြည့်လိုက်ပါတယ်။အစီစာဟာကုထရက်ကအတွေ့မခံပဲနေခဲ့ပေမဲ့နေစဉ်ဝတ္တရားမပြတ်ကုထရက်ကိုထောင်ဝင်းစားလာတွေ့ခဲ့ပြီးသူမရဲ့လုံရက်အတွက်လည်းနောင်နာရနေကညစဉ်ညတိုင်းလည်းဝတ်ပြုတ်မပြတ်ခဲ့ပါဘူး။တရက် ထောင်ထဲမှာရုံရဲဆံကက်တွေဖြစ်နေကြပြီးထောင်တကားကလည်းပွင့်နေတာမို့အစီစာလည်းဝင်သွားကြည့်တော့နဆိုးပုခတ်နေရတဲ့ထောင်မှုရဲ့လက်ချက်ကြောင့်ကုထရက်တည်ဆုံးသွားခဲ့ပြီလို့အထင်ရောက်သွားပါတယ်တကယ်လည်းကုထရက်ကတည်ဆုံးသွားခဲ့တာဖြစ်ပြီးဘလို့ပြန်ရှင်လာခဲ့လဲဆိုတာအပိုင်းတစ်ကိုကြည်ပွင့်ရင်သိကြမှာပါအဲ့ဒီနောက်မှာတော့တပ်ဖြစ်သူရောခင်မွန်းဖြစ်သူပါတည်ဆုံးသွားကြပြီ ဖြစ်လို့ပူဆွေးတော့ကများစွာနဲ့ရတက်ပွေနေသူအစီစာကိုမူနီနဲ့ပူရဝန်တီဆိုတဲ့သူမရဲ့တငယ်ချင်းနှစ်ယောက်က ူတို့အလုတ်လုတ်တဲ့ဆက်ယုံမှာအလုတ်သွင်းပေးလိုက်ကြပါတယ်။အစီစာတယောက်အလုတ်ထဲမှာလူရောစေရောပြင်းပန်းစွာဖြတ်တန်းနေခဲ့ရပြီးတနေ့မှာ ူမရဲ့တငယ်ချင်းနှစ်ယောက်ထဲကမူနီဆိုတဲ့တယောက်သေဆုံးသွားတော့ပိုပြီးဝမ်းနည်းခဲ့ရပါတယ်။အဲဒါကြောင့်မို့ခက်ခဲလွန်းလာတဲ့သူမဘဝအတွက်ဆူတောင်းပေးဖို့ဆရာကြီးရူဟင်းစီကိုစပို့ထားခဲ့တာပါ။ခုထွက်လေစာကိုဖတ်ပြီးပြချင်းအယားစိတ်မကောင်းဖြစ်သွားကအစီစားကိုပြန်တွေးဖို့ညာရင်းချင်းမဲ့ခရီးနေမှာတော့တယ်။အဲ့ဒီစက်ယုံထဲမှာတော့ဝန်ထမ်းမလေးတွေဟာအလုတ်သိမ်းချင်းရေချိုးတန့်စင်နေကြပြီးစရီဆိုတဲ့မိန်းကလေးကရေချိုးပြီပြီမို့သူမရဲ့အဆောင်ကိုပြန်လာခဲ့ပါတယ်။အဆောင်ကိုပြန်နေလမ်းမှာသူမအနောက်ကနေ တရဝါတကောင်ရဲ့နှမုတ်တန်လိုမျိုးကြားလိုက်ရတော့လက်ကြီးလိုက်တဲ့အခါပုံမှန်မဟုတ်တဲ့အရာတစ်ခုရှိနေတော့မို့လန့်သွားပြီးစရီလည်းထွက်ပြေးပါတော့တယ်။ဒါပေမဲ့သူမှပြေးလိုက်တိုင်းအဲ့ဒီနေရာကိုပဲပြန်ပြန်ရောက်လာတော့မို့အဲ့ဒီအရာကိုတွတ်ကြည့်တော့ခေါင်းမှဥချိုပေါက်နေတဲ့မိစ္ဆာဖြစ်နေတဲ့အခါထပ်ပြေးရပြန်ပါတယ်။ဒီတစ်ခါမှတော့အဆောင်ဘက်ကအပေါက်ကိုမပြေးတော့ပဲရေချိုးကမ်းဘက်ကိုနောက်ကျောင်းပြန်လှည့်လာတော့စောစောကရေချိုးနေတဲ့မိန်းကလေးတွေတယောက်မှမရှိတော့ပါဘူး။စရီလည်းကဲပါယူပါအော်ရင်းနဲ့ ရေချိုးကန်းတစ်ခုတည်းဝင်ပုံးတဲ့အခါရေပန်းကကျနေတဲ့ရေတွေကသွေးတွေဖြစ်နေတော့အတန်ကုန်အော်ဟစ်လိုက်ပါတော့တယ်ဒါပေမဲ့အိမ်မက်ဖြစ်နေတော့တတ်တမဲ့ကြံတော့အဆောင်မှုကတကားလာခောက်ပြီးစရီတယောက်ဒီနေ့လုပ်ငန်းခွင်မှာအမားလုံးမိလို့ဆက်ယုံမှုနဲ့တွေးဖို့ဆိုကာဇွတ်ခေါ်သွားကြပါတယ် ကျန်တဲ့မိန်းကလေးတွေတယောက်မှလိုက်လာလို့မရအောင်လဲအဆောင်တကားကိုအပြင်ကနေတော့ခတ်သွားကြပါတယ်အဲ့ဒီအခါအစီဆိုင်ရဲ့တငင်ချင်းမလေးပူရဝန်တီကစရီရဲ့အဝတ်တုတ်ကိုဖြီးပြီးတစုံတစ်ခုကိုကူရှာခိုင်းတဲ့အခါအစီဆာကနားမလည်လို့မေးလိုက်တော့အရင်တကမူနီမတော်တဆဖြစ်ပြီးတည်ဆုံးခြင်းကမူနီအိတ်ထက်ကနေအောက်လန်းဖြစ်စည်းလို့လို့အရာတစ်ခု တွေးပူးတာမို့တကယ်လို့အခုခေါ်သွားကြတဲ့စရီအိတ်ထဲမှာလဲအရာမျိုးတွေးခဲ့ရင်ဒါရွေးချယ်ခံရတယ်ဆိုတဲ့လက္ခဏာလို့ပြောလိုက်ပါတယ်ဘာအတွက်ရွေးချယ်ခံလဲဆိုတော့ ဆက်ယုံအတွက်စတေးခံဖို့ပါတဲ့။စရီကိုတော့ဆက်ယုံနေကိုခေါ်သွားချပြီးအပြင်ကနေတကားပိတ်ထားလိုက်ပါတဲ့။အဲ့ဒီအချိန်ဆက်ယုံမှုကအခန်းတစ်ခုထဲမှာဇာတုဆိုတဲ့မကောင်းဆိုးရွားကိုဆင်းခေါ်လိုက်ပြီးစရီရဲ့ CV ဖောင်ကိုအစီရင်လုပ်လိုက်တဲ့အခါကောင်းမှအူးချိုပေါနေတဲ့မိစ္ဆာကြီးဟာစရိနာမှာပေါ်လာခဲ့ပါတယ်။ကြီးရတာမကောင်းဆိုးရွားဇာတုအတွက် စရီကိုရစ်ပူစော်တဲ့ပုံမှာပဲအာစီစာတို့ကတော့စရီအိတ်ထဲကနေအလောင်းပတ်တဲ့ပိပြူစာအပိုင်းပေါ်မှာသူတို့နားမလည်တဲ့ဘာသာစကားနဲ့ရေးထားတဲ့အောက်လန်းပစ္စည်းကိုရှာတွေ့သွားကြကမိရှုပစ်လိုက်ကြပါတယ်ဒါပေမဲ့အစီအရင်ကပြက်ပြက်မသွားပဲစရီတယောက်မကောင်းဆိုးရရဲ့ဆေးရအတိုင်းဆက်ဖွင့်ထားတဲ့ရကန်းဆက်ကြားတွေကိုဝင်ပြီးတီးဆုံသွားပါတော့တယ်အဲ့ဒီဆေးရုံရှိရမျိုးလေးစီကိုကုထရက်ရောက်လာခဲ့ပါပြီ။ဘာသာရေးကမ်းရှိုင်းသူကုထရက်က ဈေးဆိုင်နှန်းကမိန်ကလေးတွေကိုဝိပုစောင်ဘယ်နှမှာရှိလဲမေးကြည့်တော့အဲ့ဒီနေရာမှာဝိပုစောင်တီးတန့်ရလို့မရှိတာကြောင့်ဝိပုလို့ရမယ့်နေရာတစ်ခုကိုညွန်လိုက်ကြပါတယ်ကုထရက်လည်းဘယ်နေရာပဲဖြစ်ဖြစ်စေတကပါပိုးတာအဓိကမို့အဲ့ဒီနေရာမှာပဲကိုလက်တန့်စင်ပြီးဝတ်ပြုတ်နေချိန်အပြင်ဘက်ကနေလူတန်းတွေကြားနေရတာမို့ထွက်ကြည့်တော့အစီစာအလုံးလုံးနေတဲ့ဆက်ယုံကလုံကြုံရေးတွေဟာလူတယောက်ကိုဝိုင်းပြီးအနိုင်ကျင့်နေကြတာဖြစ်နေပါတယ်အကြောင်းကတော့အဲ့ဒီလူဟာ မတော်တဆဖြစ်ပြီးတည်ဆုံးသွားခဲ့သူမူတီရဲ့ခင်မွန်းဖြစ်နေပြီးသူမိမတည်ဆုံးမှုအကြောင်းကိုလာလာမေးလွန်းလို့နောက်တစ်ခါလာမမေးတော့အောင်ဝိုင်းဝန်းထုတ်ကြိတ်နေကြတာပဲဖြစ်ပါတယ်အဲ့ဒီလူတွေကကုထရက်ကိုတွေ့တော့သူတို့ကိစ္စကိုလာမရှုဖို့ပြောလိုက်ကပြန်ထွက်မသွားသေးတဲ့ကုထရက်ကြောင့်သူတို့ထဲကတယောက်ကကုထရက်ရဲ့ကုကန်ဆွမ်းရည်ကိုမသိပဲတွားထိုးလိုက်ပါတယ်အဲ့ဒီအခါကုထရက်ကတွေးတောင်ပူမသွားပဲအตาလေးပဲအနိုင်ယူလိုက်တာမို့မရှင်တိုင်းမန်းသိပြီးနေရာကနေထွက်သွားကြပါတယ်အဲ့ဒီနောက်စားတောက်ဆန်တစ်ခုမှာ ညစာဝင်စားနေချိန်စောစောကအနိုင်ကျင့်ခံရတဲ့လူရောက်လာပြီးသူ့နာမည်ကစူကာတီလို့ခေါ်ကြောင်းမိတ်ဆက်လိုက်ကကုထရက်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစောစောကခံလိုက်ရတဲ့ကောင်တွေဟာသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အကျင့်မကောင်းတဲ့အဆောင်မှုအပါဝင် နောက်ထပ်လူတွေပါခေါ်လာက ချတော့ဆိုင်ကိုရောက်လာကြပါတယ်။ဘာဖြစ်ကြမလဲဆိုတာအလုံးသိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်ချကြတာပါ။တိုက်ရိုက်ခိုက်ရင်အင်မတန်ကောင်းတဲ့ကုတ္တကဒီလိုအေးချင်းမရှိတဲ့လူစုလေးကိုတော့အညောင်းပြေလောက်ပဲရှိတဲ့အပြင်သူတို့ထဲကတကောင်းကိုတောင်းမိလောက်မှဆူလို့ပြန်ကယ်လိုက်ပါသေးတယ်။မနဲ့ရောက်တော့စူကာတီနဲ့အတူအင်းဆိုင်အသေးလေးမှကော်ဖီမှတောက်ကြရင်စူကာတီကသူ့မိမအကြောင်းကိုပြောပြလိုက်ပါတယ်။ဆက်ယုံကလူတွေဟာ ူမိမမတော်တဆဖြစ်ပြီးတေးပြီးဆိုကသူစီရောကြီးလာပြီးခဲ့ကြတယ်ဘယ်နေ့ကဘလို့မတော်တဆဖြစ်ပြီးဘလို့တေးသွားမှန်းအခုထိမသိရသေးတာကြောင့်မူနီတေဆုံးသွားပြီးဆိုတာအခုချိန်ထိလက်မခံသေးပဲအကြောင်းပြချက်သွားတောင်းဖို့ကြိုးစားတိုင်းဆက်ယုံမှုနဲ့တွေးခွင့်မရတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကုံစုံဆိုင်ပိုင်ရှင်နဲ့အတူလူတယောက်ရောက်လာပြီးအဲ့ဒီဆက်ယုံကြီးမှာမင်းညာကလူတယောက်ထက်တေးသွားတဲ့အကြောင်းတစ်နှစ်ထဲမှာလူနှစ်ယောက်တောင်တေးဆုံးသွားခဲ့တာဆိုတော့ထူးဆန်းနေတဲ့အကြောင်းနောက်ပြီးဆက်ယုံဆောက်တုံးက ကျွဲတကုံကိုတက်ပြီးကျွဲရဲ့ခေါင်းကိုစိတ်ဟုန်ထဲမှာမြုပ်ထားတဲ့အကြောင်းကိုပြောနေကြတော့ကုတွတ်တို့လည်းတေချာနားဆွင့်နေကြကပိုတေချာသွားအောင်လို့ဘဲစက်ယုံလေလို့မေးကြည့်လိုက်တော့မွန်နီတည်ဆုံးခဲ့တဲ့စက်ယုံဖြစ်မှန်းတိသွားကြပါတော့တယ်အဲ့ဒါနဲ့ကုတွတ်လည်းစက်ယုံရှိတဲ့နေရာကို စုကာတိကိုလိုက်ပို့ခိုင်းလိုက်ပါတယ်စုကာတိကလည်းတည်ဆုံးသွားတဲ့သူမိမဖြစ်စဉ်ကိုရေးရရသိချင်တာမို့သူ့ရဲ့ထရက်ကားနဲ့လိုက်ပို့ပါတော့တယ်ကုတွတ်ကတော့မွန်နီဆိုတဲ့နာမည်ကြားပြီးကြတဲ့ကသူ့ရဲ့ဇနီးဖြစ်သူအာစီစာအတွက် စိုးရင်သွားခဲ့တာပါဆက်ရုံထဲမှာတော့ညာခံလိုက်ရတဲ့အဆောင်မူးဟာမင်းညာကအချောင်းကိုဆက်ရုံမှုစီတရင်ပို့တော့ဆက်ရုံမှုကသူ့လူတွေညံ့လို့ဒေါသဖြစ်နေတာတကြောင်သူတို့စီကိုမိခိုးကြွက်လျှောက်လိုက်လာမှစိုးတာတကြောင်ကြောင်စူကာတီကိုအောင်းလန်းနဲ့လှမ်းတိုက်လိုက်ပါတယ်အဲ့ဒီအခါကားမောင်းနေတဲ့စူကာတီလည်းချက်ချင်းဆိုသလိုပုံပြောင်းသွားတာမို့ကုထရကအပနှင်ပေးလိုက်ပါတယ်ဒါပေမဲ့စူကာတီကိုယ်ရဲဝင်နေတဲ့နဆူက ဘာသာမတူတာမို့ကုထရရဲ့အပနိုင်မှုဟာထိရောက်မှုမရှိပဲကားပါကြောက်တဲ့ပြုတ်ကျသွားပါတယ်ကုထရလည်းစုပ်ပြတ်သွားပြီးကားထဲကနေထွက်ခါပခုံးစစ်လွဲသွားတဲ့လမောင်းကိုပြန်တဲလိုက်ကကားထဲမှာညံ့နေတဲ့စူကာတီကိုနီလန်တစ်မျိုးပြောင်းပြီးမေးတော့ ဇာတုဆိုတဲ့နာမည်ကိုတိလိုက်ရပါတယ်။မကောင်းဆိုးရရဲ့အမည်နာမကိုတိရပြီမို့မကောင်းဆိုးရကိုလည်းနှစ်ထုတ်လို့ရသွားခဲ့ပါတယ်။ဆဲယုံထဲမှာတော့အာစီစာအပါဝင်ဝန်ထမ်းမလေးတွေဟာမင်းညားကစရိတိဆိုးမှုကြောင့်ထိတ်လန့်နေကြကအဲ့ဒီဆဲယုံကြီးမှာအလုတ်ဆက်မလုပ်ချင်တော့ကြောင်းပြောကြတော့ပူရဝန်တီကဒီတိုင်းတော့အလုတ်ထွက်မသွားချင်ဘူး။မင်းညားကစရိတိဆိုးမှုနဲ့အတူတက်တည်ရခဲ့ပေမဲ့ မိရှုပစ်ခဲ့ရတယ်။ဒါအပြင်သူမချေးရတဲ့တငယ်ချင်းဖြစ်သူမူနီအတွက်လည်းအမှန်တရားလိုချင်တာမို့တက်တဲ့တွေရပြီမှသာဒီကနေ့ထွက်သွားမယ်ဆိုတော့အစီစာကသူမလည်းကူညီပေးမိဖြစ်ကြောင်းပြောလိုက်ပါရတယ်။အဲ့ဒီအခါပူရဝန္တိကဒီဆက်ယုံကြီးရဲ့အောက်ထဲမှာဆက်ယုံမှုအပါဝင်မန်နေဂျာတွေရှယ်ယာဝန်တွေလူစုပြီးဘာလို့ကြောက်မှမသိဘူး။တက်တဲ့ရဖို့အတွက်ဆိုအရင်ဆုံးအဲ့ဒီနေရာကိုတော့ကြည့်ချဖို့ဆုံးဖြတ်လိုက်ကြပါရတယ်။ကုထရနဲ့စူကာတီတို့ကလည်းဆက်ယုံရှိကိုရောက်နေကြပါပြီ။ ဆက်ယုံတွေကိုအကြီးပိုင်းတွေစီးတယ်မာစီတီကတစီးအရင်ဝင်သွားပြီနောက်ထပ်လန်ရိုဘာကားတစီးရောက်လာတော့စူကာတီကကားရှိကပိတ်ရက်ပြီးမူနီတစ်ဆိုးမှုအတွက်ပြဿနာရှာလိုက်ပါတယ်ဒါကအာယုံလွှဲခြင်းသာဖြစ်ပြီးအဆောင်နေသူစီအာယုံရောက်နေချိန်ခုထက်ကကားအောက်ထဲကနေခိုးလိုက်သွားခဲ့ပါတယ်အစီစာရောကတော့ဆက်ယုံကြီးရဲ့အောက်ထဲကိုရောက်သွားကြပြီဖြစ်ကဘဲဆက်သွားရမှမသိဖြစ်နေချိန်မာစီတီကားဘုကလူတွေရောက်လာကြတော့ အသားလေးပုံးနေချပြီးအဲ့ဒီလူတွေရဲ့နောက်ကနေတိတ်တိတ်လေးလိုက်သွားကြပါရဲကုတရကလည်းရှက်သွားပြီဖြစ်တဲ့ကားအောက်တကနေပြန်ထွက်ကအပေါဝါမှာစောင့်နေတဲ့ အဆောင်နှစ်ယောက်ကိုအသားလေးလဲ့သိမ့်လိုက်ပါတယ်။အောက်ထက်ကအခန်းထဲမှာတော့ဆဲယုံမူကခေါင်းဆောင်ပြီးကျွဲခေါင်းပြက်ကြီးရှိမှမကောင်းဆိုးရဇာတုကိုတိုင်တယ်ပြီးဆဲယုံဝင်တဲ့အမျိုးသမီးလေးတွေရဲ့စီဗီဖုံလေးနဲ့အစီရင်လုပ်ကရစ်ပူစို့ဖို့အတွက်ပြင်ဆင်နေကြပါတယ်။ဒါကတော့သူတို့စီးစိမ်ချမ်းသာရဖို့အတွက်အပေးယူသဘောမျိုးဖြစ်ကအဲ့ဒီမြင်ကွင်းကိုနောက်ကလိုက်ချောင်းနေကြတယ်။အစီစာတို့လည်းမြင်တွေ့သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲ ကျွဲကြိုတွေပေါက်နေတဲ့မိဆာကြီးရဲ့အရင်နဲ့အတူမန်ပီတန်ကိုပါကြားလိုက်ရတော့အစီစာတို့လည်းကြောက်လာကြပြီးနေရာကနေထွက်ပြေးပါတော့တယ်ဖြစ်ချင်တော့သူတို့ရဲ့အတန်ကိုဆက်ရုံမူကကြားသွားပြီးအနောက်ကနေလိုက်ဖမ်းခိုင်းပါတယ် အစိစကပြင်းနေချီချင်းဝစ်လက်သွားတာမို့သူမကိုထားခဲ့ပြီးဆက်ပြေးဖို့ပူရဝံတိကိုပြောလိုက်ပါတယ်နှစ်ယောက်လုံးကိုမိသွားတာတက်ဆာရင်တယောက်လွတ်သွားတာကပူပြီးတင့်တော်တာမို့ပူရဝံတိလည်းစိတ်မကောင်းစွာပဲအစိစကိုထားခဲ့လိုက်ရပါတယ်ချန်ခဲတဲ့အစိစကခြေတပုံချိုးလမ်းလျှောက်လာရင် အောက်ထဲကိုဆင်းလာတဲ့ကွတ်ရက်ကိုတွေးလိုက်ရတော့အံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲဆက်ယုံကကောင်းနေရောက်လာတော့ကွတ်ရက်ကပြင်းထန်လာပြီးဇနီးတွေကိုလွတ်ရနေစီခေါ်သွားကအရင်ဆုံးလဲနေတဲ့ခြေချင်းဝက်ကိုပြန်တက်ပေးလိုက်ခါ အလွမ်းတဲ့ချပါတော့တယ်တကယ်တမ်းမှာဒီဇလန်ရဲ့အဓိကကြောရိုးကိုဘာသာရေးဆိုင်ရာအကြောင်းအရာတွေနဲ့တိစောက်ထားတာဖြစ်ပြီးကွီကတော့လူမျိုးဘာသာမရွေးကြည့်ရှုနားဆင်နိုင်ပြီးနားလဲရလို့ကူစေအောင် တင်ဆက်ထားတာဖြစ်လို့ကုထရဝမ်မာရုံးကလို့အငင်းပွားစရာတွေဖြစ်စေမဲ့စကလုံးတွေကိုရှောင်ရှားလိုက်ပြရစေခမညာအဲ့ဒီနောက်မှာ ဆေးရုံကြီးအောက်ထက်ကနေလှလန်းရှာပွေနေရင်ဆေးရုံကကောင်းနေတဲ့ပပင်းတိုးမိကတိုက်ခိုက်ကြပါတော့တယ်ဒီတခါမှာတော့ကောက်ချစ်ဆင်းလဲတဲ့ဆေးရုံမူပါပါလာခဲ့ပြီးအလစ်မှမေးစင်းမုံတွေနဲ့ကွထရက်ကိုပတ်လိုက်တဲ့အခါကွထရက်လည်းသတိလစ်သွားပါတော့တယ်လွမြောက်သွားတဲ့ပူရဝန်ဒီကတော့အဆောင်ခန်းထဲကိုပြန်ရောက်လာပြီးသူမမြင်တွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေရောအစီစာကြံခဲ့တဲ့အကြောင်းကိုရောအားလုံးကိုပြောပြလိုက်ပါတယ်ကွထရက်ကိုတော့ ခန်းတစ်ခုထဲမှာကြိုးတုတ်ထားပြီးဆက်ယုံမှုကသူကဒီမှာအရာအလုံးကိုထိန်းချုပ်ထားတဲ့အကောင်ဘာညာတိုကီဖုန်နေပြီးအစီစာရဲ့ CV ဖုန်းထဲကနေတဆင်ကုထရက်ရဲ့အကြောင်းတချို့ကိုလည်းသိရှိထားပြီးသူနားမလဲတာကဖုန်းထဲမှာကုထရက်ကတေးဆုံးပြီးလို့ရေးထားတာမို့ဘလို့ဖြစ်လို့ပြန်ရှင်လာမယ်မသိပေမဲ့ ီတစ်ခါမှာတော့ကုထရရဲ့တစ်ဆုံးမှုကိုအတိဖြစ်အောင်လုပ်ပေးမယ်လို့ကြိုးဝါလိုက်ပါတယ်။အစီစာကိုတော့ဆက်ယုံနေမှာပဲကြိုးတုတ်ထားပြီးအစီစာသတိရလာချိန်မှာမကောင်းဆိုးရွားစွာတုရောက်လာပါတယ်။အစီစာကဘလို့လုပ်ပြီးသတိမစ်သွားလဲဆိုတော့ဇက်ကားထဲမှာပါဝင်ခြင်းမရှိလို့ကို့ဟာကိုယ်တာဖြစ်တွေးလိုက်ကြပါ။အဲ့ဒီအချိန်ပူရဝန်ဒီကဆက်ယုံဝန်ထမ်းတွေကိုစီယုံပြီးဖြစ်ကအစီစာကိုပြန်လွတ်ပေးဖို့ဆန္ဒပြကြပါတော့တယ်။လူအုပ်ကတောင်းတာကြောင့် ဆဲယုံလုံးကျုံရေးကောင်တွေလည်းကြာကြာမထိန်းနိုင်တာမို့အထက်အရာရှိကိုလန့်အကြောင်းကြားလိုက်ပါတယ်။တကယ်တော့ဒီလူကြီးဟာလည်းဆဲယုံရှေ့ရဝင်းအကြီးပိုင်းတယောက်ဖြစ်ပြီးတကယ်ကောင်းဆောင်ကတော့မကောင်းဆိုးရဇာတုကိုစင့်ခွန်နေကြဝစ်စုံအမဲရောင်တဲ့လူကြီးပဲဖြစ်ပါတယ်။စကားထဲမှာအဲ့ဒီလူကြီးတွေရဲ့နာမည်တွေမပါဝင်တာမို့ပရိသတ်တို့အမြင်ရှင်းသွားစေဖို့အဓိကခေါင်းဆောင်လူယူဆရတဲ့ဝစ်စုံအမဲနဲ့လူကြီးကိုဆဲယုံမှုလို့သာတုံးနှုံထားပါတယ်။ရုံးကတဲ့ကလူကြီးကလည်းရှေးရဝင်းတယောက်ဖြစ်ပြီးဆန္နာပြနေကြတဲ့လူစုကိုသူလည်းမပြေရှင်းတတ်တော့တာမို့ 阿、啊、龙哥，奥兰东比。 အတီကယုံသဘောမျိုးဖြစ်အောင်လုပ်လိုက်ဖို့ဆက်ယုံမှုကိုအကြောင်းလန့်ကြားလိုက်ပါတယ်။အဲ့ဒီအခါဆက်ယုံမှုလည်းဘာမှစဉ်းစားမနေတော့ပဲကုထရက်ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးပြီးအောက်လန်းအစီရင်လုတ်တဲ့နေရာကိုထွက်သွားပါတယ်။ကုထရက်ကလည်းအဲ့ဒီဓာတ်ချက်လောက်နဲ့မသေးနိုင်တာမို့ဆက်ယုံမှုမရှိတော့တာနဲ့ပြန်ထလာပြီးအဆောင်တွေကိုတိုက်ခိုက်လိုက်ကာအာစီစာကိုလိုက်ရှာပါတော့တယ်။အာစီစာကတော့မကောင်းဆိုးရဇာတုရဲ့ထိန်းချုပ်ခြင်းခံနေရကာဇာတုကစရိရုံကလိုပဲလဲနေတဲ့ရကန်းဆက်တွေကိုခေါင်းဝင်လိုက်ဖို့စေခိုင်းလိုက်ပါတယ်။အတိစိတ်မဲ့နေတဲ့အာစီစာလည်း မကောင်းဆိုးရွားရဲ့ညွန့်ကြချက်အတိုင်းရှကန်းကျိုးတွေကြားထဲကိုကောင်းဆိုင်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကွတ်ထရက်ရောက်လာပြီးအပနှင့်ပေးတဲ့အခါတော်တော်နဲ့နေမရဖြစ်နေပြီးမျက်နှာချင်းဆိုင်မှာရှိတဲ့မကောင်းဆိုးရွားကိုမြင်လိုက်ရတော့နောက်ထပ်ပုံစံတစ်မျိုးနဲ့အပနှင့်ပေးလိုက်တဲ့အခါအာစီစာတယောက်အသိစိတ်ပြန်ကတ်သွားပါတယ်။ ါပေမဲ့အာဆီဆာစပင်တွေကစက်ထဲမှာညက်နေတဲ့အပြင်မကောင်းဆိုးရွားကလည်းရှိနေသေးတော့အာဆီဆာခန္ဓာကိုယ်ပေါ်လိုက်ဆန့်ကြည့်တဲ့အခါအောက်လန်းဆာရွက်ကိုရှာတွေ့သွားပါတယ်။အဲ့ဒီဆာရွက်ကိုကမ်းပြီးအပနှင်ပြီးတော့မှသာလဲနေတဲ့ဆက်လက်ပြန်ရက်သွားပြီးမကောင်းဆိုးရွားလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အပြင်မှာတော့ရုံရင်းဆန်ကတ်တွေဖြစ်နေကြပြီးအဆောင်တွေကဒုံးနဲ့ရိုက်တော့ဆန်နှပြနေကြတဲ့မိန်းကလေးတွေကလည်းပြန်လဲတိုက်ခိုက်ကြပါတော့တယ်။ စူကာတီလည်းရောက်လာပြီးမင်းကလေးတွေဘက်ကနေရက်တိပြီးအဆောင်တွေကိုဝင်ရောက်တိုက်ခိုက်ပြီးခဲ့ပါတယ်။ဒါပေမဲ့ပွဲကတမျိုးပြောင်းသွားပါတယ်။ဆက်ယုံမှုကဝန်ထမ်းမင်းကလေးတွေအကုန်လုံးကိုအောက်လန်းနဲ့တိုက်လိုက်တာမို့မင်းကလေးတွေအကုန်ပူကတ်ခံလိုက်ရကထိမနိုင်သိမရတွေဖြစ်ကုန်ပါတော့တယ်။အဲ့ဒီအချိန်ကုထရတ်တို့ထွက်လာကြတော့မကောင်းဆိုးရပူကတ်ခံထားရတဲ့မင်းကလေးတွေကိုတယောက်ပြီးတယောက်အပနှင်ပေးပင်မယ်။အရန်များလုံးတာမို့အုတ်လိုက်ကြီးတစ်ခါတည်းအပနှင်ပေးလိုက်ကမကောင်းဆိုးရဇာတုကိုပါငရဲကိုပြန်ပို့ပေးလိုက်ပါတော့တယ်။ ေနေမလာမှန်းသိတယ်ရုံးခန်းထဲကလူကြီးကတော့ငွေရုပ်ပိုက်ပြီးလစ်တော့မယ်အလို့စူကာတီနဲ့ပူရဝန်တီတို့ကဖမ်းမိသွားခဲ့ပါတယ်ဆက်ယုံမှုကတော့သူအနစ်နဲ့အလားလားကိုးခဲ့ခဲ့တယ်ဇာတုရဲ့ကြွဲကောင်းကြီးပါမီးလောင်သွားတော့ဒေါသအတောင်းလိုက်ထွက်နေပါတယ်အဲ့ဒီအချိန်ကုထရက်ရောက်လာတော့အမြန်ပြေးပြီးခုံအုံးလိုက်တဲ့အခါသူပဲကင်ပေါက်ခံလိုက်ရပါတယ်ဒါပေမဲ့သူများအသက်ကိုထိခိုက်အောင်မလုပ်တတ်တဲ့ကုထရက်ကြောင့်ပြန်လည်တိုက်ခိုက်ကြတဲ့အခါလူယုံမှအကွက်တွေမျိုးစုံအုံပြုတ်ပြီးတိုက်ခတ်ခဲ့ပါတယ် မနိုင်မသိတော့ထွက်ပြေးတဲ့အခါကုတ်ထရကလိုက်ဖန်ပြီးပွဲသိမ့်တိုက်ွက်ကျွေးလိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ဇနီးသက်လေးအစီစားကိုခေါ်ပြီးမကောင်းတဲ့ဆက်ယုံကြီးတွေကနေထွက်သွားကြပါတော့တယ်။ဇလန်းလေးကမပြီးသေးပါဘူးနော်။ခုထွက်တော့ဇနီးမောင်နှံကသူတို့ရဲ့အိမ်လေးစီပြန်သွားကြတာပါ။အိမ်ခုလျှောက်တော့အစီစားကဒဏ်ရာတန်ချက်တွေအများကြီးရနေတဲ့ခုထွက်ကိုပြုစုပေးရင်ဇပင်းတွေကိုလည်းတန်ရှင်းပေးလိုက်ပါရယ်။သူတို့နှစ်ယောက်မှမပြည့်ပြတ်သေးတဲ့ကိစ္စတွေရှိနေပါသေးတယ်။ခုထွက်ကမိသားစုအရေးကိစ္စထက် ပနှင်ပေးရတဲ့နတ်ဆရာအလုံးမှသာအာယုံရောက်နေတော့မိသားစုကိုပြစ်ထားမိသလိုဖြစ်သွားခဲ့သလိုအာစီစာကလည်းတိုင်းငယ်လေးအလစ်ကိုငရဲပို့မယ်ဆိုပြီးချိန်ချောက်ခံရတာကြောင့်မကောင်းဆိုးရစီမှာကျုံခံဖို့ဂရီပေးခဲ့မိသွားပါတယ်။အဲ့ဒီဂရီကလည်းပြန်ဖြက်လို့မရတာမို့ဝှစ်ပြုတ်ပြီးဆူတောင်းလဲပြောင်းလဲသွားမှမဟုတ်ဘူးလို့သာအာစီစာကခံစားနေခဲ့ရတာပါ။ကုထရက်ကတော့ အလုံးကိုအစ်စ်ကပြန်စားကြရအောင်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အလားကိုယုံကြည်မှုမပြတ်ပဲခွင့်လွှတ်မှုတောင်းခံမှာလို့သာပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အာစီစာဟာဝိပုဖို့အတွက်ကိုလက်တန်းစင်လိုက်ပြီးဝိပုဝတ်စုံကိုဝတ်ဆင်လိုက်တာ ဖះဆာရွတ်နေချိန်သူမရဲ့အမူအရာတွေကပြောင်းလဲလာပါတယ်အကြောင်းကတော့ရှိုက်တန်ကြီးအေပလီရဲ့မျိုးဆက်ဖြစ်တဲ့အဆူအာလာရောက်လာလို့ပါပဲခါတိုင်းဝစ်ပြူတော့ရောက်မလာပဲခုမှဘာလို့ရောက်လာရလဲဆိုတော့ကုထရက်ရှိနေတာကြောင့်မှာအဆူအာလာကအလာရှင်မြက်ကိုယုံကြည်သူမှန်သမျှလမ်းမကိုရောက်အောင်တွန်းပို့လို့ရှိတဲ့မကောင်းဆိုးရဖြစ်တဲ့အလျောက်သူဘလို့မှတိမ်သွင်းလို့မရတဲ့ကုထရက်ကိုလုံးဝမကြည့်နဲ့ပဲအလားအပေါ်ယုံကြည်မှုမပြတ်မချင်းနီလန်ပေါင်းစုံနဲ့လုံနေအောင်ပါပါပဲအဲ့ဒီအချိန်မိဖို့ကြောင်းထဲမှာရေတွေအိုးတင်နေတဲ့ကုထရက်က ခန်းထဲမှာတခုခုမားနေပြီဆိုတာသိလိုက်ရပြီအကန့်တကားကိုမရမကဖွင့်ပြီးဝင်လိုက်ပါတယ်အဲ့ဒီအခါသူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့အဆူအာလာနဲ့ထိတ်တိုက်တွေ့ပြီး15မိနစ်လောက်ကြာအောင်တော်ကီဖုတ်ကြပါတော့တယ်အဆူအာလာကမင်းငါကိုဒူးထောက်ပြီးဦးမညွတ်ဖို့ဆိုရင်မင်းမိမကိုငရဲပုတ်ပြမယ်ဆိုတော့ကုထရက်ကဒူးထောက်ပြီးဦးညွတ်လိုက်ပါတယ် ါပေမဲ့သူ့ကိုတော့မဟုတ်အလားရှင်မြတ်ကိုသာဥညွတ်ပြီးသူ့အတွက်ရောသူ့ရဲ့ဇနီးအတွက်ပါခွင့်လွှတ်မှုတောင်းခံလိုက်ပါတယ်အဲ့ဒီအခါအာစီစာလည်းအသိစိတ်ဝင်ပြီးအလားရှင်မြတ်စီမှာခွင့်လွှတ်မှုတောင်းခံလိုက်ပါတယ်မတူညီတာတစ်ခုကတော့အာစီစာဟာဒီတစ်ခါမှလုံးဝယုံကြည်တတ်ဝင်စွာဆူတောင်းနေတာမို့အဆူအာလာရဲ့ထိန်းချုပ်မှုအောက်ကနေအပြေးတိုင်းလွတ်မြောက်သွားခဲ့ပါတယ်ဖြစ်စဉ်တွေကသူထင်မှတ်မထားတဲ့အတိုင်းဖြစ်ကုန်တဲ့အခါအဆူအာလာလည်းဒေါသအထွတ်အထိပ်တွေရောက်သွားပြီးအာစီစာကိုလည်းထိတွေ့ကန်တွေ့လို့မရတော့ပါဘူး အဲ့ဒီအခါအခန်းထဲမှာရှိတဲ့ဘယဝတ္ထုပစ္စည်းတွေကိုထိမ့်ချုပ်ပြီးကုထရတို့ကိုတေအောင်လုပ်ပါတော့တယ်ကုထရကတော့ဖျားစာတွေရွတ်ပြီးအဆူအလာကိုမောင်းထုတ်နေပါတယ်နောက်ဆုံးမှအရှင်ပြပြင်းနဲ့လွတ်ဆင်လာတဲ့ဘီယူတွေကြောင့်အဆီစာကကုထရကိုတွန်းထုတ်လိုက်ပြီးသူမကအစာဝင်ခံလိုက်ပါတော့တယ်အဆီစာလည်းပြင်းထန်တဲ့ထိကျက်ကြောင့်လဲကျသွားပြီးအဆူအလာလည်းပျောက်ကွယ်သွားပါတော့တယ်နောက်ဆုံးမှတော့ ြင်းထန်တဲ့ဒဏ်ရာတွေကြောင့်အစီစာတယောက်တဖြစ်သူအလီဖလီကွယ်လွန်ခဲ့ရတဲ့အခန်းထဲမှာပဲသူမှလည်းကွယ်လွန်သွားခဲ့ရပါတယ်။ကောင်းတာတစ်ခုကတော့သူမမတိဆုံးမီအချိန်လေးအတွင်းမှာအလားရှင်မြတ်ကိုယုံကြည်တပ်ဝင်သွားခဲ့တာပါပဲ။နောက်ရမှာတော့ကွယ်လွန်သွားတဲ့ဇနီးတဲ့ရဲ့အလောင်းကိုကောင်းမွန်စွာမြေမြုပ်တချို့ပေးနေရင်တစုံတစ်ခုကိုသတိရသွားကချက်ချင်းပဲ လက်ဆွဲတော်စံကကြီးကိုအချိန်ပြင်းစွာမောင်းထွက်သွားပါတယ်ကုထွက်ကဘာကိုသတိရသွားခဲ့တာလဲဆိုတော့မကုန်းဆိုးရအဆူအာလာထွက်မသွားခင်မှာပြောသွားခဲ့တာတွေကိုပါပဲအဆူအာလာပြောသွားတာကနတ်ဆူတပားအနေနဲ့ငါပြောမယ်မင်းကြောင့်မင်းချစ်ရတဲ့သူတွေအကုန်ဘဝတလျှောက်မှာနာကျင်ခံစားရပါစီလို့ငါကျိန်စာတိုက်ပါတယ်ဆိုတာပါပဲကုထွက်တယောက်မိနိုင်ပါမလားမသိရပါပဲသူ့ဆရာရိုဟင်ရဲ့ရွာလေးကိုစံကေအပြင်းမောင်းပြီးလာနေခဲ့ပါပြီဖတ်ကြောင့်လဲဆိုတော့ဖတ်တွမ်းမာတော့ကသူ့သားနဲ့အသက်ရွယ်လက်တူ နာမည်လဲတူပြီးတန်ရုံးစဉ်ဖြစ်ခဲ့ရတဲ့ဝီချဲနဲ့ကောင်းလေးအာလစ်တို့မိသားစုရှိနေတာမို့ပါပဲအာလစ်တို့မိသားစုကတော့ရုတ်တရက်ပြန်ရောက်လာတယ်မကောင်းဆိုးရကြီးအဆူအာလာနဲ့ရင်ဆိုင်နေကြရင်ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမညာဟုတ်ကဲ့ဒါကတော့အင်ဒိုနီးရှားမှာ2025ခုနှစ်ရဲ့ဒုတိယရုံတင်ဝင်ငွေအများဆုံးရရှိထားတဲ့ကွတ်ဒရတ်2ဆိုတဲ့ရုပ်ရှင်ဖြစ်ပြီးချစ်လှစွာသောပရိသတ်တို့နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ